မဇလီဖူးဆိုရင်တုတ်စားရတာနှက်စားရတာအင်းကျူတောက်ရတာစသည်ဖြင့်အမျိုးမျိုးလှုပ်စားကြတာစားလို့လည်းကောင်းတယ်လို့ကျမ်းမာရေးအတွက်လည်းအကျိုးပြုတဲ့အဟာရတွေအများကြီးပါဝင်ပါတယ်။ဒါပေမဲ့ပြည်သက်ကြီးရေဒီကနေ့မှာတော့ကျမ်းမာရေးအတွက်အင်မတန်ကောင်းမွန်တဲ့မဇလီဖူးကိုနှလုံးယောဂကြောက်ကဲ့ယောဂနဲ့စီးကျူယောဂတွေစားသုံးလင့်လားကိုဝင်ဆောင်မိခင်တွေ လူတိုင်းမိခင်တွေအတွက်ကရောရှောင်းနေသလားမဇလီဖူးကိုဘယ်သူတွေကလုံးဝလုံးဝမစားသုံးမသိမှုလဲဆိုတာကိုသိပြကြပြီလားဒီမိခွန်းတွေရဲ့အဖြေကိုဒီပြိုလေးထဲမှာအသေးစိတ်ပြောပြပြီးတော့မှဖြစ်လို့လိုက်ရင်ကောမလေးတွေပေးထားပြီးအဆုံးထိကြည့်ရှုပေးကြပါဦးခင်ဗျာတန်ဆေးလုံပေးစုလို့ပဲလူတိုင်းနဲ့တင့်တော်တာမဟုတ်ပါဘူးမစားသုံးသိမဲ့စားမီကျမ်းမာရေးကိုထိခိုက်စေနိုင်တဲ့ လူဆက်တူအကြောင်းကိုဒီနေ့ဗီဒီယိုမှာအသေးစိတ်ပြောပြပြီးတော့မှဖြစ်ပါတယ်။ကိုယ့်ရဲ့မိသားစုနဲ့ရှစ်ခင်ရတဲ့သူတွေမှာဒီထဲမှာပါမပါသိရအောင်ဗီဒီယိုလေးကိုဆောင်းအောင်ကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ။နံပါတ်၁ကိုဝင်ဆောင်မိခင်တွေဒီရဲ့ချက်ကပထမဆုံးထိတ်ဆုံးကနေပြောရမယ်။ကိုဝင်ဆောင်မိခင်တယောက်မစလီဖူစာမီတဲ့အိမ်ကိုလှုပ်ဆော်ပြီးကိုဝင်ပြတ်ကြတာလမ်းပစီပင်မွေးတာမျိုးအထီး ဖြစ်စေနိုင်ပါတယ်။ခလီအပ်တော့လည်းအနေရရှိပါတယ်။နံပါတ်2နိုတိုင်မီရင်တွေခလီကိုနိုးချိုတိုက်ကျွေးနေရင်မစလီဖူးကပါဝင်တဲ့ဓာတ်ရုပ်ပစ္စည်းတွေဟာမိခင်နိုးကနေတဆင့်ခလီစီကိုရောက်သွားနိုင်ပါတယ်။ဒါဟာ ခလီရဲ့အစာရှိစနစ်နဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။နံပါတ်3နှလုံးရောဂါရှိတဲ့သူတွေမက်ဆီလီဖူးမှာပါဝင်တဲ့ အတော်ရကွန်လုံးလို့ခေါ်တဲ့ဓာတုပစ္စည်းဟာခန္ဓာကိုယ်ထဲကပိုတက်ဆီယမ်ကိုကျဆင်းစေနိုင်ပါလေဒီတက်ကြရင်နှလုံးကိုမမှန်တာဖြစ်စေနိုင်ပြီးနှလုံးရောဂါရှိတဲ့သူတွေအနေဖြင့်အထူးအန္တရာယ်များပါတယ်နံပါတ်၄သွေးတူရောဂါရှိတဲ့သူတွေပိုတက်ဆီယမ်ဓာတ်ကျဆင်းမှုဟာသွေးပေါင်ခြင်းကိုလည်းမမှန်မကန်ဖြစ်စေနိုင်ပါတယ်သွေးတူရောဂါနဲ့စေတောင့်နေရတဲ့သူတွေစာမင်း သွေးပေါက်အရန်ကျသွားတာဒါမှမဟုတ်ရုတ်တရက်တက်သွားတာမျိုးဖြစ်စေနိုင်ပါတယ်။နံပါတ်၅စီးကျုပ်ရောဂါရှိရသူတွေမက်ဆလိဖူဟာသွေးတင်းတကြားဓာတ်ကိုထိန်းကြီးပေးတဲ့ဇီဝကိစ္စတွေကိုအနှောက်အယှက်ပေးနိုင်ပါတယ်။ဒါကြောင့်စီးကျုပ်ရှိတဲ့သူတွေစားမိရင်သွေးတင်းတကြားဓာတ်မထိန်းနိုင်တော့ဘဲအနှည်ရှိတော်အရှင်တွေကိုရောက်သွားနိုင်ပါတယ်။နံပါတ်၆ကြောက်ကရောဂါရှိတဲ့သူတွေ မက်ဆလီဖူကထွက်လာတဲ့ဓာတုပစ္စည်းအစိတ်တောက်တွေကို ကြောက်ကကစစ်ထောက်ရပါတယ်။ကြောက်ကမကောင်းတဲ့သူဆိုရင်ဒီအစိတ်တောက်တွေခနာကိုယ်ထဲမှာပဲစုပုံနေပြီးကြောက်ကကိုပစ္စည်းစေကစီးရုံတင်ရတဲ့အထိဖြစ်သွားနိုင်ပါတယ်။နံပါတ်5အသေးရောဂါရှိတဲ့သူတွေအသေးဟာလေအစိတ်တောက်တွေကို ရှည်ဖြတ်ပေးတဲ့အဓိကအင်္ဂါပါ။မက်ဆလီဖူကအသေးကို အစိတ်တင်းစေပြီး အသေးရောင်နာအသက်ပြစ်စီတာတွေဖြစ်စေနိုင်ပါတယ်။အသက်မကောင်းတဲ့သူတွေအနေနဲ့လုံးဝရှောင်ကျဉ်သင့်ပါတယ်။နံပါတ်၈ဝမ်ပြက်ဝမ်ရှော့ယောဂခံစားနေရတဲ့သူတွေမစက်လေးဖို့ဟာတဘာဝစေကဖြစ်ပြီးဝမ်ရှော့စေတဲ့အာနိသင်ရှိပါတယ်။ဒီလိုမှဝမ်ပြက်ဝမ်ရှော့နေပြီးသားသူက စားမိရင်ရေထဲဆုံးကျုံမှုပိုဆိုးသွားပြီးဆေးရုံတက်ရတဲ့အထိ ဖြစ်သွားစေနိုင်ပါတယ်။နံပါတ်9သွေးအားနှင့်ယောဂရှိတဲ့သူတွေမက်ဆလီဖူအားခန္ဓာကိုယ်ကအဟာရတွေအထူးသဖြင့်တန်ဓာတ်ဆုပ်ယူမှုကိုဟန်တာနိုင်ပါတယ်။ဒါကြောင့်သွေးအားနှင့်ယောဂရှိတဲ့သူတွေတန်ဓာတ်အားနည်းတဲ့သူတွေစားသုံးမိရင်ယောဂလက္ခဏာတွေပိုဆိုးလာနိုင်ပါတယ်။နံပါတ်10နာတာရှိ အစာအိမ်ယောဂရှိတဲ့သူတွေအထူးသဖြင့်အစာအိမ်နာပေါ့မက်ဆလီဖူရဲ့ ဝမ်ရှော့စေတဲ့အာနိသင်ဟာအစာအိမ်နေရန်ကိုထိခိုက်စေပြီးအနာဖြစ်စေနိုင်က ရှိပြီးသားအစာအိမ်အနာကိုပုံမှုဆိုးဝါးစေနိုင်ပါတယ်။နံပါတ်7နာတာရှိစေဝါများတပ်တုံနေရတဲ့သူများဒါကအရန်ရေးကြည့်ပါတယ်။မဆလိဖူးဟာတင်တောက်နေရတဲ့စေဝါတွေရဲ့အာနိသင်ကိုတရားမှုရှိနိုင်ပါတယ်။ဥပမာနှလုံးစေးသွေးတို့စေးစီးကျိုစေး စတူရက်စီးတွေတောင်းနေရရင်မက်ဆလီဘူးကဒီစီးတွေရဲ့အာနိသင်ကို ပြင်ထပ်စေတာဒါမှမဟုတ် ရောနယ်စီသွားတာမျိုး ဖြစ်စေနိုင်ပါလေအရေးကြီးဆုံးသတိပေးလိုတာကတော့ကျွန်တော်တို့တင်ပြခဲ့တဲ့ရှက်လက်တွေဟာအကြံပြုချက်တာဖြစ်ပြီးစေပညာဆိုင်ရာအကြံပြုချက်မဟုတ်ပါဘူးမင်းကပေါ်ပြပါကျမ်းမာရေးပြဿနာတစ်ခုခုခံစားနေရတဲ့သူဆိုရင်မက်ဆလီဘူးမစားခင်မှာဆရာဝန်ဒါမှမဟုတ် ျမ်းမာရေးပညာရှင်နဲ့အရင်ဆုံးတိုင်ပင်ဆွေးနွေးဖို့အထူးအရေးကြီးပါတယ်။ဒီပြုကနေအသိပညာဗဟုသုတတွေရရှိသွားမယ်လို့ညွှန်လင်းပါတယ်။ဗီဒီယိုကိုကြိုက်နှစ်သက်မယ်ဆိုရင် like and share လုပ်တာပြီး subscribe လုပ်တာမို့မမေ့ပါနဲ့အောင်နော်။နောက်ထပ်မလူကျမ်းမာရေးဗဟုသုတတွေသိချင်တဲ့ဆိုတော့ comment မှာရေးခဲ့ပေးကြပါဦးခင်ဗျာ။အားလုံးပဲကျမ်းမာကြိုရှင်ရှင်လန်းရှမ်းမိကြပါစေခင်ဗျာ။နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်။